ပိုးကြဖြူခင်းရဲ့ဆက်ဆံပုံတချို့ကြောင့်စိန်ဦးအပေါ်မှာစိန်ရင်းနဲ့တုတ်ပြန်ခဲ့တဲ့အကိုထွန်းရဲ့သားကြီးအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေချုပ်ဆိုလိုက်ပါတယ်ပိုးကြဖြူခင်းကကလေး၃ယောက်အဖေအကိုထွန်းကိုယူလိုက်တဲ့အတွက်သူကိုယ်တိုင်မမွေးရပဲကလေး၃ယောက်ကိုပါအစင်ရရှိလာခဲ့ပါတယ်အကိုထွန်းဟာရင်အိမ်တောင်နဲ့သမီး၂ယောက်သားတစ်ယောက်ကိုရရှိထားခဲ့ကောင်ပိုးကြဖြူခင်းနဲ့လက်ထပ်ပြီးချိန်မှလည်း ကလေးတွေကိုတိမ်တဲခေါ်ထားခဲ့ပါတယ်။ကလေးတွေအတွက်တော့ဘိုးချဖြူခင်ကမိတွေးအစင်းလို့ပြောလို့ရပါတယ်။မိတွေးဖြစ်တဲ့အပြင်မိခင်ဆုံးပြီးတိတ်မကြခင်မှာပဲစီးစိမ်အားလုံးကိုတိမ်ကမိသားစုရဲ့စီးပွားရေးကိုပါဘိုးချဖြူခင်ကချဲ့လဲခဲ့တာပေါ့။စီးပွားရေးကိုဥဆောင်ချဲ့လဲရုံတင်မှာကပဲကလေး၃ယောက်ရဲ့ပညာရေးနဲ့နေထိုင်ရေးကိုပါစီစဉ်ပေးနေခဲ့ပါတယ်။ဘိုးချဖြူခင်ကတော့သူ့ကိုမိတွေးလို့လူအများကဝေဖန်ကြပေမဲ့ကလေးကိုမိခင်ရင်လို့တောင်ဆက်ဆံမလို့ပြောထားခဲ့တာပေါ့။ ဒါပေမဲ့ကင်မရာနောက်ွယ်မှာပိုးချဖြူခင်တယောက်ကလေးတွေကိုဘလို့ဆက်ဆန်းလဲဆိုတာဘသူမှမသိနိုင်ပါဘူး။ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာအကိုထွန်းရဲ့သားသမီး၃ယောက်ဘက်ကနေပြန်လည်တုတ်ပြန်လာတဲ့ပုံစံတချို့ကိုတွေ့မြင်လာခဲ့ရပါတယ်။သားသမီး၃ယောက်ထဲမှာမှသားအကြီးဆုံးတယောက်ကဆယ်ကျော်သက်အရွယ်တိတက်ဆအရွယ်ဖြစ်တာမို့သူ့ရဲ့တုတ်ပြန်ဆက်ဆန်းတဲ့ပုံစံတွေကပိုးချဖြူခင်ကသူတို့ပေါ်ကောင်းလားမကောင်းလားဆိုတာအထင်သာမြင်တွေ့နေရတာပေါ့။သားအကြီးဆုံးကပိုးချဖြူခင်နဲ့အကိုထွန်းတို့လက်ထပ်ခါစအချိန်တုန်းကဆိုရင်အနည်းကတောင်သိမ့်မနေပါဘူး။ 小道在睡觉，竟然呢上演了香的大大房。 ဒါပေမဲ့အခုနောက်ပိုင်းမှာပေါ်ကြဖြူခင်းရဲ့ဗီဒီယိုတော်တော်များများမှာပါဝင်လာခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကဆိုရင်လည်းတားကြီးရဲ့မွေးနေ့ဖြစ်တာမို့မိသားစုလိုက်ဟော့ပေါ့သွားစားခဲ့ကြတာပါ။ဟော့ပေါ့သွားစားကြရင်လည်းပေါ်ကြဖြူခင်းတို့ကတားကြီးကိုမွေးနေ့ surprise လုပ်ခဲ့ကြပါတယ်။ကိန်းနဲ့ surprise တိုက်ကြတဲ့အချိန်မှာတားလေးစိန်ဦးလေးကဘေးနားကနေလက်ခုပ်တီးပေးနေကြတာပါ။စိန်ဦးကတားကြီးကိုခင်တွေ့သူဖြစ်တဲ့အတွက်မွေးနေ့ပွဲမှာပျော်လို့နေတာပေါ့။ဒါအပြင်တားကြီးကလည်းသူညီမလေးနဲ့ဖခင်ကိုတော့မကြည့်ပဲစိန်ဦးလေးကိုသာကြည့်နေခဲ့ပါတယ်။ အကိုဖြစ်သူကစိန်ဦးကိုကြည့်ကပီတိတွေဖြစ်နေတာပါသူကိုချစ်နေတဲ့စိတ်ကိုကြည့်ကပျော်ရွှင်နေတာတွေကအကြည့်မှအထင်းသားကိုပေါ်လင်းနေတာဖြစ်ပါတယ် ဒါကြောင့်မို့လဲတာအကြီးကစိန်ဟိုးလေးအပေါ်မှာချစ်တဲ့စိတ်အပြည့်ဝရှိတယ်လို့မှတ်ချက်ပေးနေကြတာပါဒါအပြင်တချို့ဗီဒီယိုတွေမှာဆိုရင်လဲစိန်ဟိုးကိုချစ်ထားကအမကြီးတယောက်လိုထိန်းချောင်းပေးနေတာပါတကယ်ဆိုရင်စိန်ဟိုးကဘိုးချဖြူခင်ရဲ့သားဆိုပြီးအကိုထွန်းရဲ့ကလေးတွေနဲ့ခွဲခြားလို့ရပါတယ်ဒါပေမဲ့မချစ်ဖြူတာမျိုးမရှိတဲ့အပြင်ညီတယောက်လိုအပြည့်ဝချစ်နေတာမို့ချစ်ကျွနေကြတာပါအခုလိုချစ်တာကဘိုးကြဖြူခင်ဘက်ကလည်းမြစ်တာပေးတာကြောင့်တုတ်ပြန်ခံရတာလို့ထောက်ပြနေကြပါတယ် ဘောချဖြူခင်ကကလေးလေးတွေအပေါ်မှာတဒန်းကြီးဆက်ဆံကမိခင်တယောက်လိုမြစ်တာပြတာကြောင့်အချိန်ကြာလာတာနဲ့အမျှကလေးတွေကနားလည်လာကြတာမျိုးဖြစ်ပါတယ်။ဘောချဖြူခင်ကအခုထွန်းနဲ့လက်ထက်ခဲ့တာနှစ်တည်းလဲကြာလာပြီမို့တူနဲ့တူမြစ်တာတွေကိုမြင်လာကြကရောင်ပြန်လာကြပြီဖြစ်ပါတယ်။အခုဆိုရင်အခုထွန်းနဲ့ဘောချဖြူခင်တို့ကကလေးတွေနဲ့ပျော်ရွှင်စရာမိသားစုဘဝကိုဖျက်ဆီးနေကြပါတယ်။ဘောချဖြူခင်ရဲ့အုတ်ထိန်မှုတော်လာကြောင့်အခုထွန်းသားသမီးတွေစီကနေမြစ်တာတွေပြန်လဲရရှိနေတဲ့ပုံ ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။